ကျမလေးလေးတနေ့တမျိုးနဲ့ပြောနေရတာပွာကြီးဖြစ်မှလဲကြောက်တယ်။ယောက်ျားလည်းစူတယ်။ အရင်ကပြောပါနဲ့မြင်သမျှတွေ့သမျှကိုပြောလို့လဲပြီးသွားမယ့်ကိစ္စတွေမဟုတ်ဘူးအာကိုပြောလို့လဲရတဲ့ကိစ္စတွေမဟုတ်ဘူးအာပြောမနေပါနဲ့ဆိုပေမဲ့လည်းကျွန်မလည်းလေအော်နည်းနည်းလေးအဆင်ပြေသွားတယ်ဆိုရင်အဲနည်းနည်းလေးမြန်လူလေးတွေတီသွားလို့လင်ခံရမယ့်ကိစ္စလေးဆိုလည်းအလင်းမခံရတော့ဘူးဆိုရင်ညာခံရမယ့်ကိစ္စလေးလည်းအညာမခံရတော့ဘူးဆိုရင်ဟဲ့တခုခုလေးတွေဆင်ကျင်သွားနိုင်တယ်ဆိုလို့ရှိရင်ကုသိုလ်ရပါတယ်ကိုကြောင့်မလို့တယောက်ပဲဖြစ်ဖြစ်နှစ်ယောက်ပဲဖြစ်ဖြစ်ဆိုပြီးတော့မှဒီလိုလေးပြောရတာပေါ့နော်ယောက်ျားမကြိုက်တော့ဘူးသိလားသူကလေး ပွားကြီးဖြစ်မယ်မပြောနဲ့ဒါပေမဲ့ကျမကလည်းဘလို့ဖြစ်လဲဆိုတော့ကျမဒီလောကကြီးမှာအရန်ပြောင်းနေကျမလို့ တော့အရင်နေပျော်နေပြီဒီလောကကြီးမှာเนาะအကျမကိုကိုကိုကနဲ့ကိုလေးကိုပြည့်တဲ့နဲ့ကိုဒီလိုပျော်ပျော်ဆူဆူလေးနဲ့ဇီးလေးရောင်းလိုက်ပြောလိုက်ဆိုလိုက်နဲ့ကျမဒီတိုင်းလောကကြီးမှာကျမအရင်ပျော်မွေးနေပြီเนาะသူများကြီးဆင်းမယ်သူများကြီးပြောမယ်ကြိုက်တဲ့သူကတော့ဆင်းမကြိုက်မှာပေါ့မကြိုက်တဲ့သူကလည်းဆင်းမှာပေါ့เนาะကိစ္စကိစ္စရဲ့တစ်ခုဟာ positive ကလည်းရှိမယ် negative ကလည်းရှိမယ်ပေါ့လေသူကဒီလိုလေးပြောတယ်ဆိုတော့ကျမလည်းဘာပြောလဲဆိုတော့လေအိုး negative ကရှိလို့ဆဲတဲ့သူလေးတော့သူဆဲစင်နားလည်းမထောင်ဖက်လည်းမဖက်ဘူးကြည်လည်းမကြည့်ဘူးကိုကိုကိုချစ်တဲ့သူတွေနဲ့ကိုအရင်ပျော်နေပြီအဲ့တော့ပြောမယ်ပေါ့ ကျွန်မအရန်ပျော်နေပြီเนาะဒီလောကကြီးကိုလေကျွန်မအရန်ပျော်နေပြီအဲ့တော့ကျွန်မပြစ်မထားကြနဲ့เนาะမနေ့တုန်းကကျွန်မကျွန်မမိတ်ဆွေကအဲ post လေးတစ်ခုပို့လာတယ်ဘာ post လဲဆိုတဲ့ခါကျတော့ဒန်ဂျီစီဒန်ဂျီလင်းစီအားလုံးသိကြတဲ့နာမည်ပါเนาะနာမည်ကတော့ထုတ် မပြောတော့ပါဘူးဒန်ဂျီလင်းစီစက်ယုံမှာအမျိုးသမီးလေးတွေကိုထမိန်လန်ပြီးတော့မှဖင်ကိုစစ်တဲ့ကိစ္စအားလုံးသိပြီလားမသိဘူးเนาะဆိုတော့ ဖြစ်စဉ်ကကျမတို့လည်း post ရေးထားတဲ့အခြေအနေကိုပဲသိရတာပေါ့နော်စိုက်ယုံဘက်ကအခြေအနေတော့မသိရသေးဘူးပေါ့နော်ဒါကတော့ post ရေးထားတဲ့ post ပိုင်ရှင်ရဲ့အခြေအနေကိုသိရတဲ့ခါကျတော့သူကလည်းရေးထားတာဘလို့လဲဆိုတော့အဲ့စိုက်ယုံမှာတဲ့အမျိုးသမီးဝန်ထမ်းလေးရောက်40ကျော်ဆိုလားမသိဘူးရှိတယ်တဲ့နော်အမျိုးသမီးဝန်ထမ်းနေရှိတယ်ပေါ့သူကတဲ့အမျိုးသမီးတွေဝန်ထမ်းနေမှာတဲ့အာအိတ်ဆောင်လည်းမရှိဘူးတဲ့စိုက်ယုံကတဲ့အမျိုးသမီးဝန်ထမ်းနေကိုတဲ့ရာသီလာရင်တဲ့ ရာဒီလာတဲ့ပတ်ထုပ်တွေကိုတဲ့စိတ်ယုံနေမှာပြစ်လို့မရဘူးတဲ့ဒီအိမ်သားတွေအမိုက်ပုံးတွေမှာပြစ်လို့မရဘူးတဲ့ကိုရာဒီလာတဲ့ပတ်ထုပ်ကိုကိုယ့်ကိုလဲကျင်နေဆိုလဲအဲ့ပတ်ထုပ်ကိုပြန်ထုတ်ပြီးတော့မှကိုယ့်ကိုပြန်တည်သွားရတယ်တဲ့ဆိုတော့ เอ่อ something wrong ပေါ့เนาะဒီမှာ something wrong ပေါ့ကျမတို့တွေကအလုံးလုံးတယ်ဆိုတဏီကုံတဏီကုံဆိုမိန်းမတွေဟာအမျိုးသမီးယာသီလာတယ်ဆိုရင်နည်းနည်းလေးတော့ပြပြနှိနှိပြောမှရမယ်เนาะယာသီလာတယ်ဆိုရင်ယာသီလာတဲ့ဒီပတ်ထုတ်ကတဏီကုံနဲ့ဆိုရင်အနံ့အသက်တွေเนาะလောင်နာတွေညစ်ပတ်တာတွေเนาะနံနေရှုတစ်ခါပေါက်ပြီးတစ်ခါလဲရမှာလीဟုတ်တယ်လားဒါအမျိုးသမီးတိုင်းလीဒါကတော့အမျိုးသားတွေရှိလဲအကိုရီမောင်တွေဖြစ်တဲ့အတွက်ကြောင့်လို့ဒါသိပါတယ်အကုန်လုံးเนาะဆိုတော့ပတ်ထုတ်ဟာ ိပေါက်ရင်တခါလဲရမယ်ဟုတ်လားဒါဒါဒါကျမဒီလိုပဲရင်းมาပြောပြောပါမှာရမှာမလို့เนาะဆိုတော့လဲကြတယ်လေမဟုတ်ဘူးဆိုဒီထဲမှာညင်ညက်ပတ်ပတ်ကြီးနဲ့တူတူကိုကိုမတတိဘူးလေเนาะအဲ့တော့လဲရင်နဲ့အဲ့လဲတဲ့ပတ်ထုတ်ကိုတဲ့အဲ့မှာပြစ်ခဲလို့မရဘူးတဲ့ဆွေးကြိုးလေးကဘလောက်လဲတဲ့ ပြစ်ခဲလို့မရဘဲနဲ့ကိုယ့်အိမ်ကိုကိုယ်တည်းပြန်ထုတ်ပြီးတော့မှကြွကြွနဲ့ပြန်ထုတ်ပြီးယူသွားရတယ်ဆိုတော့ဒီဘက်ထုတ်ကို185နော်185သိဒီဘက်ထုတ်ကြီးကိုပြန်တယ်ဝါရတယ်ဆိုနေရတဏီကုံလှုပ်လှုပ်နေရတာကိုယ့်ပဆန်အိထဲတော့လကောင်ထမင်းစားထမင်းတောင်းနေတော့လကောင်ကိုယ့်အိတ်ထဲမှာတကောင်ပြန်တယ်ရတယ်ဆိုနေရဒါတဘာဝမကြတော့ဘူးဟုတ်တယ်လားအညစ်အကြေးကိုပြန်တယ်သွားရတယ်တဲ့ okay ကဒီအထိစီကံတတ်မှတ်ထားတယ်အားလုံးကလည်းလိုက်နာကြတယ်ပေါ့တဏီသားကြတော့တဲ့ဝင်းနဲ့ တနေ့သားကြတော့အိတ်ဆက်ယုံထဲမှာတဲ့အိတ်ပတ်ထုပ်ကိုတဲ့အမိုက်ပုံးထဲမှာတွေးလေတဲ့တွေးတဲ့ခါကျတော့တို့ပြဿနာတက်ပြီပေါ့နော်ဒီပတ်ထုပ်ဘယ်သူလွတ်ပြစ်တယ်လဲဒီမှာတွေးတယ်ပေါ့တန်ရှင်းသမားပြောတဲ့ခါကျတော့တရားခံမပေါ်ဘူးပေါ့သူသူကိုကိုထုံးစံအတိုင်းတရားခံမပေါ်ဘူးပေါ့မပေါ်တဲ့ခါကျတော့တဲ့တို့တွေကတဲ့ဆက်ယုံမှာရှိတဲ့မိန်းမတိုင်းနေရာထမိန်လန်ပြရတယ်တဲ့ CCTV ရုံးထဲမှာနော်ထမိန်လန်ပြီးဖင်လန်ပြီးစစ်တယ်ပေါ့ဘဲဘဲကောင်မှရာတီလာနေလဲပေါ့နော်ဆိုပြီးတော့မှစစ်တယ်တဲ့ စစ်တဲ့ခါကြတော့တဲ့အဲ့ဒီစစ်တဲ့စစ်တာတော့မိန်းမစစ်တာပါတဲ့အမျိုးသမီးဝန်ထမ်းကစစ်တယ်တဲ့ဆက်ယုံမှုကလည်းအမျိုးသမီးပဲဆိုလာပါကျွန်မအဲ့နေရာတော့နည်းနည်း confuse ဖြစ်တယ်เนาะအဲ့တော့ကျွန်မဖြစ်စဉ်ဖြစ်ရပ်ကိုပဲမှတ်ထားတာဆိုတော့အဲ့တော့အမျိုးသမီးဝန်ထမ်းကတော့စစ်ပေမယ်တဲ့အကောင်လုံးထမိန်လန့်ပြရတယ်တဲ့เนาะဘသူယာဒီလာနေလဲပေါ့အဲ့ဒီမှာတဲ့အဲ့ဆက်ယုံတဲ့ကအမျိုးသမီးယောက်၄၀ကျော်မှာယာဒီလာနေတဲ့မိန်းကလေး၃ယောက်တွေ့တယ်တဲ့ နော်။၃ရောက်တွေ့တဲ့ခါကျတော့စည်ရင်နဲ့ဒီအယောက်လူတွေအများကြီးကိုထမိန်လှမ်းပြီးစည်ရင်နဲ့ဆိုင်အောင်အလုတ်ဆင်းချိန်ရောက်သွားတဲ့ခါကျတော့အလုတ်ဆင်းလိုက်တယ်အဲ့၃ရောက်မနေ့ပြညာနေနဲ့နေနဲ့ငါနဲ့စည်ရင်ရှင်းမယ်ပေါ့ဘယ်ကောင်မှပြစ်လဲပေါ့ဒီလိုဖြစ်တဲ့ခါကျတော့တကယ်ပြစ်မိတဲ့ကောင်မလေးကလည်းဝန်ထမ်းအစ်တစ်အသေးတဲ့မတိတဲ့ခါကျတော့သူကပြစ်မိလိုက်တာဒါပေမဲ့သူကနောက်နေကျတော့ကြောက်ပြီးတော့မှသူကအလုတ်မဆင်းတော့ဘူးတဲ့အလုတ်မဆင်းတော့ဒီကောင်မလေးပဲပေါ့နော်ဒီကောင်မလေးပေါ့ဖြစ်တဲ့ဟာဒီကောင်မလေးပေါ့ဆိုပြီးတော့မှဖြစ်တဲ့ခါကျတော့အခု ဲ့ဒါနဲ့ပဲအော်သူသူပြစ်တယ်ပေါ့သူအခုအလုံးမလာတော့ဘူးပေါ့ဆိုပြီးတော့မှဒီကိစ္စကြီးလိုပဲသူတို့ဘက်ကပြီးလိုက်တယ်ပေါ့လေဆိုတော့ဒါပေမဲ့ကြံနဲ့ဖင်လန်ပြီးတော့အစ်စ်ခံလိုက်ရတဲ့သူတွေကဘလို့ဖြစ်သွားကြီးလဲအလုံးသမား right ear ဒါကြီးကြတော့ပြီးတဲ့ကြီးဘလို့မြင်လဲ မဖြစ်သင့်ဘူးလို့ကျွန်မမြင်တယ်နော်။ဒါကြောင့်မလို့လေကျွန်တော်တို့တွေကလေအလုံးလုံးကြတဲ့အခြေခံလူဒန်းစားတွေကအရန်အနေခံရတာနော်။အရန်အနိုင်ကျင့်ခံရတယ်။ဒါမကောင်းဘူးနော်ကျွန်မပြောပါလေ။ကျွန်တော်တို့လူဆွမ်းအားအရင်အမြင့်ရှိတော့မှ ကျမတို့တွေကစိတ်ယုံမဲဖြစ်ဖြစ်အလုံယုံမဲဖြစ်ဖြစ်အဲယေဒနာဆိုင်တွေပဲဖြစ်ဖြစ်ကျမတို့တွေကအာကုံထုပ်ဆိုင်တွေဆွမ်းအားတွေပဲဖြစ်ဖြစ်เนาะဘယ်လိုနေရာမျိုးမှာပဲဖြစ်ဖြစ်ပေါ့เนาะကျမတို့လူဆွမ်းအရင်းမြစ်ဆိုတာရှိရှိတယ်လိုအပ်တယ်เนาะအဲ့တော့ဒီလူဆွမ်းအရင်းမြစ်ရဲ့ဒီလူတွေမှာပညာတတ်တဲ့သူတန်းစားရှိမယ်เนาะကျမတို့နိုင်ငံသားမှာဆိုလည်းဒီလိုပဲလေ blue color နဲ့ white color နဲ့ဆိုတာရှိတယ်เนาะအဲ့တော့ပညာတတ်လူတန်းစားအလုံတမားရှိမယ်အခြေခံလူတန်းစားပ ညာမတက်တဲ့အခြေခံလူတန်းစားအလုပ်သမားရှိနေပေါ့နော်အဲ့တော့ဒီပညာမတက်လို့အခြေခံလူတန်းစားကာယကိုအားကိုးပြီးတော့မှအလုံးလုံးရတဲ့ဒီဝန်ထမ်းတွေပေါ်မှာလည်းနည်းနည်းပပစာနာပေးပါညာတာပေးပါဒန်ဂျီစည်းဆက်ယုံအားလုံးသိတဲ့နာမည်ကြီးဒန်ဂျီစည်းဆက်ယုံကလို့ဒီလိုလေးဖြစ်တယ်နော်ဇီကဘာဝင်းတွေကနာမည်ကြီးဒန်ဂျီစည်းဆက်ယုံကတဲ့ဆိုတော့ဒီဘက်ကနေပြီးတော့မှထွက်လာတဲ့အတန်ပေါ့ဆက်ယုံဘက်ကတော့ဖြည့်ရှင်းတဲ့ဟာတော့မတွေးရသေးဘူးအဲ့တော့မြည်တော့ပင်စိုးစည်းကမူပေါ့နော်အလုံးသမားဥပဒေ ိုင်းပြန်လဲအဲ့လိုမျိုးအဲ့တော့ဟာတွေ့လားအဲ့တော့ဒီအခြေခံလူတန်းစာကျမတို့ဒီကိုလေအရန်ကြီးမနိုင်နေညပါနဲ့လို့ဒါအမျိုးသမီးလေးတွေလေတူတူကိုကိုဒီထမိန်လန်ပြရတယ်ဆိုတဲ့ကိစ္စကအဆိုးဆုံးဖြစ်သွားပြီဟုတ်လားဆိုတော့ဒီအလုတ်ခွင်မှာဒီအမျိုးသမီးတွေရဲ့ အမျိုးသမီးကိုလှုပ်ခန့်ရင်ဒီကိစ္စတွေကပါလာမှာပဲလေကျွန်တော်တို့လေးစိတ်တွေပဲဖြစ်ဖြစ်ကားစိတ်တွေပဲဖြစ်ဖြစ်ဘယ်နေရာလေးမှာပဲဖြစ်ဖြစ်အဲစူပါမားကတ်တွေမှာပဲဖြစ်ဖြစ်စားသောက်ဆိုင်တွေမှာပဲဖြစ်ဖြစ် shopping mall တွေမှာပဲဖြစ်ဖြစ်အများသောအိမ်သားတွေမှာတော့မအမိုက်ပုံးဆိုတာရှိတယ်အမိုက်ပုံးဆိုတဲ့နေရာမှာเนาะအာကျွန်တော်တို့တွေကဒီအမျိုးသမီးလားစင်သုံးငင်အဲဘာတွေညာတွေပေါ့စသဖြင့်အညီချင်းဟာဒီအကုန်လုံးထည့်ဖို့အတွက်အမိုက်ပုံးဆိုတာရှိရလေသူတန်ရှင်းရေးလုပ်တဲ့သူကဒါတွေတန်ရှင်းရေးလုပ်ရမှာပေါ့စနစ်တကျနေဒီလိုမျိုးကျမကြီးရှူတော့ကနေအဲ့တော့မလဲကျင်လို့ပြန် မသေးခြင်းလို့တဏီကုံကြီးနဲ့ဒီပတ်ထုတ်နဲ့နေရမယ်ဆိုလဲအဆင်မပြေဘူးလေနော်ဆိုတဲ့ခါကျတော့အဲ့တော့ဒါလေးကတော့စိတ်မကောင်းစရာလေးကြားရတယ်နော်ဆိုတော့ဒီဒန်ဂျီစည်းဆက်ယုံအနေနဲ့လဲဒီတစ်ခါဖြစ်သွားတယ်ပေါ့ဒီလိုမျိုးလေးဖြစ်သွားတယ်ဆိုတော့ကိုယ့်ဘက်ကမှန်နေဆိုပြီးတော့မှပဲအဲ့လိုကြီးမနေပါနဲ့နော်ဒီအလုသမားတွေအတွက် အစဉ်ပြေမဲ့เนาะနီလန်းလေးကိုစဉ်းစားပြီးတော့မှဆောင်ရွက်ပေးပါလို့ကျွန်မဒီနေရာကနေပြောချင်တယ်เนาะဆိုတော့အခုကြံတဲ့သူတွေကတော့ဒါဥပဒေကြောင်းအရာအကုန်လုံး fight မဲ့သူတွေရှိနေတယ်เนาะကျွန်မကတော့ဥပဒေကြောင်းအရာဆိုတာအထက်လူသားချင်းစာနာဖြောက်ထားမှုအရာပေါ့เนาะ sympathy empathy ပေါ့เนาะကျွန်မဒီဘက်ကနေကိုချင်းစာစိတ်နဲ့เนาะအလုသမားတွေကိုစာနာထောက်ထားတဲ့အနေနဲ့ဒီအလုသမားတွေရဲ့ကျန်းမာရေးရှုထောင့်ကနေကြည့်ပြီးတော့မှစနစ်တကျနဲ့ဒါတွေကိုစွန့်ပစ်ဖို့အတွက်ကိုပညာပေးပြီးတော့မှဒီလိုမျိုးလေးလုပ်ပေးစေချင်တယ် เนาะဆိုတော့စီကံမရှိလို့ညစ်ပတ်တာလည်းရှိမှာပေါ့ဒါကြောင့်မလို့လေဒီလိုအမိန်မျိုးထုတ်တာမျိုးလည်းဖြစ်မှာပေါ့အဲ့တော့စီကံတကြလေးဖြစ်အောင်လို့ဒီလိုမျိုးပြန်တဲသွားဆိုတဲ့အမိန်အောင်ထုတ်သေးတာပဲနင်တို့ဒီဟာကိုသုံးပြီးဒီပုံးနဲ့ထဲ့เนาะဆိုတဲ့အမိန်လောက်လည်းနာခံရမှာပါเนาะဒီလိုလေးစက်မက်ဆောင်ရွက်ပြီးတော့မှအစဉ်ပြောင်းလေးလုပ်ပြီးနိုင်မယ်ဆိုရင်တော့ပို့ပြီးတော့မှကောင်းပါတယ်အမျိုးသမီးအများစုရှိတဲ့ဒါကတော့ကျွန်တော်တို့ Facebook ပေါ်မှာပဲတက်လာတဲ့ဖြစ်စဉ်ဖြစ်ရလေးမလို့ဒီလိုမျိုးဖြစ်စဉ်ဖြစ်ရတည်ရှိကောင်းလည်းရှိနိုင်တာပေါ့เนาะ ဒါပေမဲ့လည်းဖင်လန်မီကြီးလောက်တယ်ဆိုတဲ့ case လောက်ထိရတော့မစိုးဘူးနဲ့တူပါတယ်ဒါကတော့တော်တော်အဆိုးဆုံးကိစ္စဖြစ်မယ်နဲ့တူတယ်เนาะတချို့ကတော့ဥပဒေအကြောင်းအရာလုံးမယ်ဆိုပြီးတော့မှအလုံသမားအခွင့်အရေးအရာဥပဒေအကြောင်းအရာဆက်လက်ပြီးတော့မှလုပ်သွားမယ်ဆိုပြီးတော့မှတော့ post ပိုင်ရှင်ကတော့တင်ထားတယ်ကျွန်မကတော့လူသားချင်းစာနာထောက်ထားမှုရှုထောင့်ကနေပဲမြစ်တာရက်ခံတောင်းဆိုပါတယ်เนาะဆိုတော့ဒီအလုံသမားလေးတွေအဆင်ပြေသွားအောင်လို့မလို့ဒီအာမျိုးသမီးလာစဉ်သုံးပစ္စည်းတွေဆွန့်ပြေးရတဲ့ဟာမျိုးလေးကိုစီမံဆောင်ရွက်ပေးပြီးတော့မှအာဒီအလုံသမားတွေကိုလည်းလိုအပ်တယ်လို့ပြန်ပြီးတော့မှဒါ ာစိတ်ကျေနပ်အောင်ပြန်လုပ်ပေးစေချင်တယ်เนาะဘာပဲဖြစ်ဖြစ်လေမိမတရားမှာဖင်လန်ပြရတယ်ဆိုတဲ့ကိစ္စတော့ဆိုတဲ့ကိစ္စမရှိတော့ဘူးเนาะဆိုတော့လေဒါလေးကိုတော့အာစီမံပေးစေချင်တယ်လို့ဒီနေရာကနေမြစ်တာရက်ခံတောင်းဆိုချင်တာပေါ့เนาะဆိုးတယ်เนาะဖြစ်ရလေမလို့ဒီလိုမျိုးဖြစ်စဉ်ဖြစ်ရတည်ရှိကောင်းလဲရှိနိုင်တာပေါ့เนาะ ဒါပေမဲ့လည်းဖင်လန်မီကြီးလောက်တယ်ဆိုရဲကိစ်လောက်ကြီးကတော့မစိုးဘူးနဲ့တူပါတယ်ဒါကတော့တော်တော်အစိုးဆုံးကိစ္စဖြစ်မယ်နဲ့တူရယ်နော်တချို့ကတော့ဥပဒေအကြောင်းအရာလုံးမယ်ဆိုပြီးတော့မှအလုံသမားခွင့်ရေးရဥပဒေအကြောင်းအရာဆက်လက်ပြီးတော့မှလုတ်သွားမယ်ဆိုပြီးတော့မှတော့ post ပိုင်ရှင်ကတော့တင်ထားတယ်ကျွန်မကတော့လူသားချင်းစာနာထောက်ထားမှုရှုထောင့်ကနေပင်မြစ်တာရက်ခံတောင်းဆိုပါတယ်နော်ဆိုတော့ဒီအလုံသမားလေးတွေအဆင်ပြေသွားအောင်လို့မလို့ဒီအာမျိုးသမီးလာစဉ်သုံးပစ္စည်းတွေဆွန့်ပြေးရတဲ့ဟာမျိုးလေးကိုစီမံဆောင်ရွက်ပေးပြီးတော့မှအာဒီအလုံသမားတွေကိုလည်းလိုအပ်တယ်လို့ပြန်ပြီးတော့မှဒါ ာစိတ်ကျေနပ်အောင်ပြန်လုပ်ပေးစေချင်တယ်เนาะဘာပဲဖြစ်ဖြစ်လေမိမတယောက်မှာဖင်လန်ပြရတယ်ဆိုတဲ့ကိစ္စတော့ဆိုးတဲ့ကိစ္စမရှိတော့ဘူးเนาะဆိုတော့လေဒါလေးကိုတော့အာစီမံပေးစေချင်တယ်လို့ဒီနေရာကနေမြစ်တာရက်ခံတောင်းဆိုချင်တာပေါ့เนาะဆိုးတယ်เนาะဆိုးတယ်အရင်မဲ့เนาะအခြေအနေတွေဘယ်နဲ့ဖင်လန်ခံရတယ်ဆိုတဲ့ဟာကြီးอ่ะเนาะမကြဘူး ငါတို့လည်းဒီမှာရှိပါတယ်တချို့ဆိုင်နေပစ္စည်းခိုးလို့မလို့အပြင်ထွက်ရှူပေါက်မယ်ဆိုဆိုနိုဒီနိုင်ပါနိုင်ညာနိုင်တော့ဆေးရတာတွေရှိပါတယ်ခိုးမှာဖော်မှာဆိုတော့ဒီပင်လန်ရရင်တော့ဘယ်သူရာသီလာလဲဆိုတာကြီးစစ်တာကြီးရကြတာလဲနည်းနည်းလွန်တယ်လို့ထင်တယ်เนาะ ကဲဒါလေးကတင်ညာနဲ့မှ85မမတို့ရေ